တလွဲလေလုံးတဲ့တွဲဘက်အေဂျင့်ဂျက်ကီချန်နဲ့ကာတာရိုရဲ့ရက်ရှ်ဟာဝါပထမစကားဒီစကားကစားထွက်တဲ့နေ့ဝေါ်ဝိုက်ထိပေါက်ခဲ့တဲ့ဂျက်ကီချန်ရဲ့အကောင်းဆုံးစကားပဲဖြစ်ပါတယ်တွဲဘက်အေဂျင့်နဲ့သူကြားကအလွဲတွေကြောင်းဒီကားကနာမည်ကြီးခဲ့တာပါဒီစကားစားရိုက်ဖို့ကာတာနေရာအတွက်တရုတ်ဆောင်ကိုအချိန်တော်ကြာရွေးချယ်ခဲ့ရတယ်လို့ဂျက်ကီချန်ကဆိုပါတယ် ဇလိုင်းရဲ့အစမှာပြစ်ခတ်မှုတွေနဲ့ပဲစတင်ထားပြီးဒါက Agent Lee ရဲ့စွန့်စားစမ်းတစ်ရက်ဖြစ်ပါတယ်။ Agent Lee ဆိုတာဟောင်ကောင်မှာအတော်ဆုံး Agent တစ်ယောက်ဖြစ်နေမယ်ကြည်ပါရယ်။ Sam ဆိုတဲ့သူကတိုင်းပြည်အမွေအနှစ်တွေကိုတိုင်းတစ်ပါးကိုဈေးကောင်းကောင်းနဲ့မှောင်ဖို့တွင်းနေတဲ့သူပါ။ Agent Lee ကဒီအဖွဲ့ကိုဖမ်းဖို့စူးစမ်းနေတာပါ။ Agent Lee ကဖမ်းခံဖို့ပြောပြီးမဲ့ Sam ကတော့သူ့လူတွေကိုလီကိုတိုက်ခိုက်ခိုင်းပြီးထွက်ပြေးဖို့ပဲလုပ်ခဲ့ပါတယ်။လီလည်းဆမ်ရဲ့တပည့်တွေနဲ့တိုက်ခိုက်နေရင်ကနေဆမ်နောက်ကိုလိုက်ရတာမလို့ဆမ်တယောက်လွတ်သွားခဲ့ပါတယ်။ ဲဒီနောက်တော့လီကယေမင်ကြီးဂရင်ဖင်နဲ့တရုတ်ကောင်စစ်ဝင်တို့ရဲ့နိုင်ငံချင်းကြီးဆွေးနွေးပွဲအတွက်ညစာစားပွဲကိုတောရောက်ခဲ့ပြီးကောင်စစ်ဝင်ကိုတရုတ်အမွေနဲ့ပစ္စည်းတွေကိုထိန်းသိမ်းလိုက်နိုင်ပြီဖြစ်ကြောင်းနဲ့တရားခံကတော့လွတ်မြောက်သွားကြောင်းစီရင်ခံလိုက်ပါတယ်။ကောင်စစ်ဝင်ကလည်းဝမ်းသာသွားပြီးရှမ်မင်ခွက်ကိုမြှောက်ပြီးအေဂျင့်လီကိုဂုဏ်ပြုခဲ့ပါတယ်။အဲဒီနောက်ညစာစားပွဲကနေအေဂျင့်လီတယောက်အပြင်ပြန်ထွက်လာတော့ဆူယောင်းဆိုတဲ့ကလေးမလေးနဲ့တွေ့ပါတယ်။ဆူယောင်းကကောင်စစ်ဝင်ရဲ့တဦးတည်းသောသမီးဖြစ်တယ်လို့လီကလည်းဆူယောင်းလေးကိုချစ်ပါတယ်။ဆူယောင်းက ူအမေရိကကိုသွားအောင်မလီကဘာလို့မလိုက်တာလဲဆိုပြီးလီကိုမေးနေပါတယ်။လီကလည်း "तू မလိုက်နိုင်မမယ်အဆင်ပြေမှာပါ"ဆိုပြီးဆွဲကြိုးလေးကိုလက်ဆောင်ပေးလိုက်ပါတယ်။တစ်ဖက်မှာတချိန်လီနဲ့တွဲပဲဖြစ်လာမဲ့ကာတာကအမှုတစ်ခုကိုလိုက်ဖို့အသွင်ယူနေပါတယ်။ C4 ရောင်းဝယ်နေတဲ့သူနဲ့တွေ့ကြရတာဖြစ်ပြီးကာတာကဝဲလက်ပုံစံအသွင်ယူနေခဲ့တာပါ။ C4 ဆိုတော့ကပေါက်ကွဲအပြင်းထန်တဲ့ဘုံတစ်မျိုးပါပဲ။ကားနောက်ဖုန်းတွေက C4 ကိုသူတို့နှစ်ယောက်ကြည့်နေတော့မှပဲ။ Convenience Store မှာ Jiro နဲ့လာဝဲတဲ့ရဲနှစ်ယောက်ကတွေ့သွားပါတယ်။အဲ့ဒီရဲနှစ်ယောက်ကမတင်ကြတာကြောင့်လက်တွေမြောက်ထားဖို့ပြောလိုက်ပါတယ်။ ာရကလည်းသူကိစ္စကိုလဲကင်းရဲတွေဝင်မရှုပ်စေချင်တာကြောင့်သူတို့ညီကိုချင်းစားနောက်နေကြတာဘာညာနဲ့ရွှေနေတော့မှာပဲစီဖိုးရောင်းတဲ့သူကကာရာကိုတနက်နဲ့ထောက်ပြီးတစားကန်လုပ်လိုက်ပါတယ်ရဲတွေကလက်နဲ့ချက်ကိုပြောနေတော့ကာရာကတစ်ဖက်လှည့်ပြီးကျွေးလိုက်ပါတယ်အဲ့လူမှောက်သွားတော့မှကာရာကအရေးချိပြပြီးရဲတွေကိုထောက်တော့ပြောပြီးမြရဲတွေကနားမလဲပဲရှေ့ဆက်တိုးလာပါတယ်ဒီချင်းလဲကြနေတဲ့တယောက်ကတနက်ကိုကောက်ပြီးရဲကိုပြစ်လိုက်ပါတယ်ဒီတော့မှမနေတာတော့ပဲကာတာလဲစီဖိုးရောင်းတဲ့သူကိုပြစ်ခတ်ပြီးဖမ်းဖို့လုပ်ပါတယ်ရောင်းဝတ်သမားကကားနဲ့ထွက်ပြေးလို့နောက်ကနေကာတာကလည်းဇက်တိုက်ပြစ်နေတာပါ ဒီတော့မှနောက်မှ C4 တွေပါလာတာဟာ fuck မလို့ဖြစ်နေတာလားဆိုပြီး C4 တွေမပေါက်ခွဲခင်ကားပေါ်ခုန်ချလိုက်ရပါတယ်။သူလဲ CNP ကားနောက်ခံတဲ့က C4 လဲပေါက်ခွဲသွားခဲ့ပါတယ်။ကာတာကတော့လူစုဖမ်းမိလို့လမ်းပေါ်မှာကပြီးအောင်ပွဲတော်ခံလိုက်ပါသေးတယ်။အမေရိကကိုပြောင်းရွှေ့လာပြီဖြစ်တဲ့အကောင်စစ်ဝင်သမီးလေးဆူယောင်ကចောင်းသွားဖို့ပြင်နေတော့မှကောင်စစ်ဝင်ကလည်းသူ့သမီးလေးကိုចောင်းလိုက်ပို့ဖို့လုပ်နေပေမဲ့အတွင်းရေးမှူးမလေးကတရုတ်ကနေဖုန်းဝင်လာတယ်လို့ပြောလာကြအောင်ကောင်စစ်ဝင်ကဆူယောင်ကိုညနေမှာပဲပြန်လာကြတော့မယ်ဆိုပြီးចောင်းကိုသူ့လဲမပို့နိုင်တော့ကြောင်းပြောပြီးဖုန်းသွားကင်ပါတယ်။ဒီမှာတစ်ဖက်ကဖုန်းကိုဘာမှမပြောပဲခြားသွားခဲ့ပါတယ်။ တကယ်တော့ဆူယောင်းကိုပြန်ပြီးဆွဲဖို့အတွက်ဆန်တို့ရဲ့အစီအစဉ်ဖြစ်ခဲ့ပါတယ်။ဆူယောင်းတယောက်ချင်းရဲ့အော်ဆိုရင်ចောင်းသွားနေခဲ့ပြီမယ်။လမ်းမှာတွေ့တဲ့ဂျင်းရင်းရဲ့ကဘဲဘက်ကိုကြွေခိုင်းလာကြအောင်ကားကဘဲကိုကြွေလိုက်ချိန်မှာရဲကတစီကရှေ့ကနေရုပ်ရည်ပိတ်ရလိုက်ပြီးအဲ့ဒါကရဲအောင်ဆောင်လာတဲ့ဆမ်ပဲဖြစ်ပါတယ်။ဆမ်က ကားဒရိုင်ဘာကိုပြစ်တက်ပြီးဆူယောင်းကိုဖမ်းဖို့လုပ်ခဲ့ပေမဲ့ဆူယောင်းကပြန်ခုခံခဲ့ပြီးလီပေးခဲ့တဲ့ဆွဲကြိုနဲ့မျက်နှာကိုရိုင်းမိလိုက်တဲ့ကြောင့်ဆန်မျက်နှာမှာသွေးထွက်သွားခဲ့ပါတယ်။အဲဒီချိန်ဆူယောင်းကထွက်ပြေးခဲ့ပါတယ်။ဒါပေမဲ့သူတို့နဲ့တဖွဲ့တဲ့နောက်ထပ်တစ်ယောက်ကဆူယောင်းကိုဆန်ခဲ့ပေါ်တင်ပြီးရှေ့ကပေါ်လာတဲ့ကားပေါ်တင်ပေးလိုက်ပါတယ်။အဲဒီနောက်တော့ FBI ကအရာရှိတွေကကောင်စစ်ဝင်စီသွားပြီးသူ့ရဲ့တမီကိုပြန်ပေးဆွဲသွားကြပြီလို့ပြောလိုက်ပါတယ်။ FBI ဘက်ကသူတို့စီကအတော်ဆုံးဆိုတဲ့ agent တွေနဲ့ဆူယောင်းကိုကယ်တင်ပေးပါမယ်လို့ပြောပြီးမဲ့ကောင်စစ်ဝင်ကတော့သူယုံနာကလီဒါကြောင့် agent လီကိုတရုတ်ပြည်ကနေခေါ်ပေးပါ သူသမီးကို agent လီပဲကယ်နိုင်လိမ့်မယ်လို့ကောင်စီဝင်ကပြောလိုက်ပါတယ်။ဒါပေမဲ့ FBI ကတော့အရှာသားကိုအထင်မကြီးရကြောင်းဒီ mission မှာစွန်းနောက်လီမပါတယ်ဖြစ်ပါတယ်လို့ပြန်ပြောခဲ့ပါတယ်။ကောင်စီဝင်ကတော့ကျွန်တော်လူကလေးရင်ပေါ်ကိုတော့ရောက်နေပြီ။ခမားတို့သူ့ကိုကျွန်တော်လိုပဲလေးလေးသာဆက်ဆံပေးပါလို့တောင်းဆိုပြီးသူ့ကိုလေးစိမ့်မှာတွားချုပ်ပေးဖို့ပြောလိုက်ပါတယ်။ FBI ကလက်မခံခြင်းပဲနောက်ဆုံးလက်ခံလိုက်ရပါတယ်။ FBI ကဒီကိစ္စကိုစောင်းနောက်လီကိုမပါစေချင်တာကြောင့်အကြံစီတစ်ခုလုပ်ခဲ့ပါတယ်။ဒါကတော့ LAPD စီကနေလူတယောက်အလွတ်ခိုင်းတော့ကြိုခိုင်းပြီး အဲ့ဒီဒီယိုကို USC ရဲ့တခြားနေရာတွေကိုလိုက်ပြပြီးအချိန်ဆွဲခိုင်းတာကိုတာဝန်ပေးလိုက်ပါတယ်။ LAPD မှာတော့ကာလာကသူလူစုတွေဖမ်းဖို့ကိုကြွားလုံးထုတ်ရင်လှုပ်ရှုပ်နေခဲ့ပါတယ်။ကျန်တဲ့ဆောင်တော်တွေကသူပြောတာကိုမယုံပေမဲ့နားထောင်ကောင်းလို့နားထောင်နေကြတာပါ။အဲ့ဒီချိန်ရုံးကန်တဲ့ကအရာရှိကကာလာကိုရုံးထဲကိုခေါ်လိုက်ပြီးပြီးခဲ့တဲ့ C4 မှုမှာရဲတယောက်ဒဏ်ရာရခဲ့ပြီးအပြည့်အစုံဆုံးရှုံးများခဲ့တယ်လို့ပြောပါတယ်။ဒါပေမဲ့ငါတော့သဘောကျတယ်ဆိုပြီးကာလာကိုမင်းကိုအခုဆို FBI ကတော့လူရှိနေပြီဆိုပြီးရုံးမှာငှရှုပ်တကောင်မရှိပြဿနာရှင်းနေဆိုပြီး FBI ကဘာလို့ခိုင်းလဲဆိုတော့ပြောပဲ FBI ကိုပဲတွားခိုင်းလိုက်ပါတယ်ကာတာလည်းသူ့ကိုသူ FBI ကိုတွားရတော့မှဆိုပြီးအပြင်မှာကြွားလုံးထုတ်ပြန်ပါတယ်ဒီလိုနဲ့ FBI ယုံရတော့အားလုံးကငကြက်လေးတွေကိုစီနေမှုအနာကဖြတ်သွားတဲ့သူတယောက်ကိုသူလည်းငကြက်လူချင်းကြောင့်ပြောပြီးဆရာကြီးပုံစံနဲ့အရာရှိတွေကိုအမှုကိစ္စကိုဝင်ဆွေးနေပါတယ်နောက်တော့မှသူတီးလိုက်ရတာကတရုတ်ကငွေကလေးထိန်းလိုမျိုးလိုက်ထိန်းရမှာကသူတောင်းဝင်မယ်ဆိုတာသိသွားတော့စိတ်ပြတ်သွားပါတယ် ဒီလိုနဲ့ကာတာကလေးစိတ်မှလီကိုသွားကြိုခဲ့ပါတယ်ကာတာနဲ့တွေ့တယ်ကလီကစကားတစ်ခေါက်မှမပြောတာကြောင့်ကာတာကဒီအင်္ဂလိပ်စာမတက်တဲ့ကောင်ကိုငါကထိန်းရအောင်ပဲဆိုပြီးထပ်ပြီးစိတ်ပြတ်ပြန်တယ်ကာတာကလီကိုကောင်စစ်ဝင်စီခေါ်မသွားပဲတခြားနေရာတွေကိုပဲခေါ်သွားတာကြောင့်လီကကာတာအလစ်မှာဘတ်စကားတစည်းပေါ်တက်ပြီးထွက်ပြေးသွားခဲ့ပါတယ်ဒါပေမဲ့ကာတာကလီတက်သွားတဲ့ကားပေါ်ကိုတက်လာခဲ့ပြီးတော့လီကိုတနက်နဲ့ချိန်ထားလိုက်ပါတယ်ကားပေါ်ကလူတွေကလည်းကာတာကတနက်နဲ့ကင်ထားတော့လမ်းသွားကြပါတယ်ဒီတော့မှကာတာကငါ FBI ကပါမကြောက်ပါနဲ့ဆိုပြီး ူ့ကိုယ်သူ FAI ကပါဆိုပြီးကြွားလုံးထုတ်ပြီးဓာတ်ပုံမှာအရိုက်ခံနေပါသေးတယ်။သူအဲ့လို post way ကောင်းနေတော့မှာပဲလှင်မြန်တဲ့လီကတော့စိုင်းဘုတ်ခုကိုခိုးဆွဲပြီးကြံနေခဲ့လိုက်ပါတယ်။ကာတာကလည်းလီစင်းသွားတဲ့နောက်ကိုလိုက်ဖို့လုပ်နေတယ်။လီကကားတွေတစ်ခုပေါ်တစ်ခုတက်လိုက်ဆင်လိုက်နေတယ်။သွားပြီးနောက်ဆုံးအငှားကားတစ်စီးတည်းကိုဝင်ပြီးထွက်သွားခဲ့ပါတယ်။လွယ်လွယ်လွတ်မပေးတဲ့ကာတာကလည်းလမ်းမှာတွေ့တဲ့ဆိုင်ငယ်ကိုငါက FBI ကပဲမင်းဆိုင်ငယ်ကိုငါလိုချင်တယ်ဆိုပြီးဆိုင်ငယ်ကိုတောင်းပြီးလီနောက်ကိုလိုက်ခဲ့ပါတယ်။နောက်ဆုံးတော့ကာတာကလီကိုမိသွားခဲ့ပြီးတော့ နှစ်ယောက်သားတနက်ကိုသူတပြန်ကိုပြန်လူနေကြပါတယ်ဒီမှာတက်စီသမားဖူးကြီးကတနက်ထုတ်ပြီးချင်းတဲ့တော့မှာလီကအင်္ဂလိပ်လိုငါကရဲပါဆိုပြီးပြောရဲပါတယ်အဲ့နောက်ကာတာကလီကိုပြန်ခေါ်သွားခဲ့ပြီးမင်းငါနဲ့တစ်ချိန်လုံးသွားလာနေအင်္ဂလိပ်လိုပြောတတ်တာဘာလို့မပြောတာလဲမေတော့လီကလည်းမင်းငါ့ကိုပြောတတ်လားလို့မှမမေးရမင်းမှသာမင်းမပြောတတ်ဘူးထင်နေတာလို့ပြန်ဖြေလိုက်ပါတယ်နေလေသာစားဖို့တော့ကာတာကဆိုင်ထဲကိုမဝင်သွားခဲ့မှာပဲထပ်ပြီးလီတယောက်ထွက်ပြီးမှဆိုလို့လက်ထိတ်နဲ့စတီယာရိုင်းကိုတွေ့ပြီးခတ်ခဲ့ပါတယ်လီကတော့အဲ့ဒီကစတီယာရိုင်းကိုပါဖြုတ်ပြီး ကောင်းစည်းဝင်စီကိုရောက်သွားခဲ့ပါတယ်။ကောင်းစည်းဝင်စီရောက်တော့လည်းလီကိုဘယ်သူမှမသိတာကြောင့်ပေးဝင်လို့လီလည်းတိုက်ခိုက်ပြီးချန်စီကိုကျော်ဝင်သွားခဲ့ပါတယ်။ကောင်းစည်းဝင်နာမှာလုံခြုံရေးယူထားတဲ့ FN ဝင်တိုင်းတွေကလူစုကချွတ်ကျုံလာတဲ့ထင်မြင်ပြရားတွေခန့်နေကြပါတယ်။အဲ့ဒီချိန်လီကဘရင်မော့ကနေခုံမိအရာရှိတွေကိုတိုက်ခိုက်ပြီးတော့မှကောင်းစည်းဝင်နဲ့တွေ့ပြီးသူနောက်ကျတဲ့အတွက် sorry ပါလို့ပြောလိုက်ပါတယ်။အဲ့ဒီတော့မှ FPN ကလူတွေကလီကိုတရုတ်ကလာတဲ့စောင်းတော်မှန်းတီးသွားခဲ့ကြပါတယ်။ဒီတော့မှ FPN ကတောင်းရှိသူတွေကလီကိုလက်ထိပ်ပြုတ်ပေးလိုက်ပြီးတော့ကာတာရောဘယ်ရောက်သွားလို့မေးလိုက်ပါတယ်။ညာရောက်တော့ STRM ရှိတော့တဲ့ကာတာရဲ့ကားကို ဆွဲကားနဲ့ဆွဲလာကရောက်လာခဲ့ပါတယ်တရုတ်ကောင်ဘယောက်သားလဲမေးတော့ကာတာကပြောတော့မင်းကောင်ကထဲရောက်နေပြီလို့အေဂျင့်တွေကပြောပြလိုက်ပါတယ်ကာတာထဲရောက်တော့ဖုန်းတလုံးလာတာကြောင့်ကာတာသွားကင်လိုက်ချိန်မှာဖုန်းဆက်တဲ့သူကဆမ်ဖြစ်နေခဲ့ပါတယ်ဆမ်ကစူယောင်းကိုပြန်လို့ချင်ရင်ဒီညပြန်ပေးငွေဒေါ်လာတန်း90နဲ့လာယူဖို့ပြောလိုက်ပါတယ်ဒီမှာဒေါ်လာတန်း90လေးကတန်း30ကိုဒေါ်လာ90လမ်းနောက်ထပ်တန်း30ကိုဒေါ်လာ20လမ်းနဲ့နောက်ဆုံးကျန်တဲ့10တန်းကိုတော့ဒေါ်လာ10လမ်းနဲ့ပေးဖို့ပြောလိုက်ပါတယ် ဒါကိုလိုက်မှတ်နေတဲ့ကာလကမင်းကဒေါ်လာ10လမ်းနဲ့ဘာလို့ဖို့လဲအလူရော့ဝယ်စားမလို့လားနောက်ပြီးတန်း90လောက်တောင်းရအောင်မင်းပြန်ပြီးဆိုရတာကချဲစီကလင်နံများမှတ်နေလားလို့ပြန်ပြောလိုက်ပါတယ်ဆမ်ကလည်းတကယ်လို့ဒီညမဒီကောင်မလေးအသက်သုံးဆုံးသွားတယ်ဆိုရင်အဲ့ဒါစကားများလဲ FBI ကကောင်တကောင်ကြောင်းပဲလို့ပြောတော့မှကာလကစိတ်လျှော့ပါငါကမင်းဘက်ကလူပါငွေရရင်ခွဲယူရမယ်လीဆိုပြီးအရစ်ထက်ရှည်ပြန်ပါတယ် အဲ့တော့ FBI ကလူတွေကလည်းဆန်ဖုန်းဆက်တဲ့နေရာကိုခြေရခံပြီးဝင်စီးကြပါတယ်။လီကပြန်ပြေးသမားကဒီလိုပေါ်ပေါ်တင်ရင်းနေပါမလား။ဒါကလှဲခွဲဖြစ်လိမ့်မယ်လို့သတိပေးပေးမယ်။ကိုကိုအထင်ကြီးနေတဲ့ FBI ကလူတွေကအာရှသားစကားကိုလက်မခံကြတာကြောင့်ဆရာကြီးတွေကဆရာကိုဆရာလာမလို့နဲ့ဆရာကိုဆရာလုပ်ချင်းဆရာဆရာကြီးတွေစီမှာပညာသိမ့်လာပြီးမှဆရာကိုဆရာလာပြန်လို့ဆိုပြီးတော့ပြောချလိုက်ပါတယ်။ တတိပေးတာလက်မခံတာကြောင့် AFN ကလူတချို့ဘုံထိသွားခဲ့ကြပါတယ်။အဲ့အချိန်လေးကမုတ်ဆိုးဆိုတာထောင်ယောက်ကိုတားကောင်မိမိလာကြည့်မှာပဲဆိုတာကိုသိတဲ့လီကနားမှာလာကြည့်နေတဲ့ဆမ်ကိုတွေ့သွားပါတယ်။လီလည်းဆမ်ကိုလိုက်ဖမ်းရင်တိုက်ခိုက်ကြရင်တရားဆွေးရီတစ်ခုမှလီက6လောင်းညက်နေလို့မလာဖို့ပြောတာကိုကာရာကနားမထောင်တာကြောင့်နှစ်ယောက်စလုံးပြုတ်ကြပြီးဆမ်လည်းလွတ်သွားခဲ့ပါတယ်။အဲ့နောက်တော့လီကဆမ်လာမဲ့ဆိုင်ကိုတရင်ရထားလို့ဆမ်မရောက်ခင်ဆိုင်ရှိမှစောင့်နေရင်ကလီကတနက်လူရာကိုကာရာကိုတင်ပေးသလိုကာရာကလည်းလီကိုအကတင်ပေးခဲ့ပါတယ်။ နေရာသားပူရင်းနေတတ်ကြပြီးစားသောဆိုင်ထဲမှာစံကိုဆောင်ဖမ်းဖို့လုပ်ခဲ့ကြပါတယ်။ဒါပေမဲ့စံကရှောင်းထွက်သွားခဲ့ပြီးတော့ကျန်ခဲ့တဲ့သူတို့ပဲနဲ့နေရာသားလက်စွမ်းထပ်ပြပြီးစံတပည့်တွေဒုံမြောင်ရကလည်းလွတ်အောင်မင်းထွက်ပြေးလာခဲ့ရပါတယ်။ အဲ့ဒီချင်းဆမ်ကကောင်စီဝင်စီကိုဖုန်းဆက်ခဲ့ပြီးမင်းရဲ့ဆောင်းလောင်းနှစ်ယောက်ကငါ့ကိုစိတ်နှောက်ရှက်ဖြစ်အောင်လုပ်ခဲ့တယ်။ဒါကြောင့်နောက်တစ်ခါဒါမျိုးဖြစ်ရင်မင်းသမီးရဲ့အလောင်းပဲရမယ်ဆိုချေချောင်းလိုက်တာကြောင့်ကောင်စီဝင်လည်းစိတ်ဆိုးသွားပြီးလီကိုတရုတ်ကိုပြန်လှောက်ကာတာကိုလည်း FBI ယာလူကနေရဆိုင်းလိုက်ပါတယ်။ဒီလိုနဲ့တရုတ်ကိုစိတ်မကောင်းစွာနဲ့ပြန်လာရမယ့်လီကိုကာတာကလေရင်ကွင်းဝန်ထမ်းရအောင်ဆောင်ပြီးလေရင်ဘော်ကိုတက်ကဆူရောင်းကိုရအောင်မကဲပဲမပြန်မှုစီယုံခဲ့ပါတယ်။ ဒီဘက်မှာတော့တရုတ်မွေနဲ့ပြပွဲတစ်ခုကျင်းပနေပြီအဲ့ဒီခန်းသားမှာပဲဇန်ကပြန်ပေးငွေကိုရယူဖို့လာခဲ့မယ်လို့ကောင်စစ်ဝင်စီကိုချင်းဆိုပါတယ်ရိုးရိုးရိုးမလုံးနဲ့ဘုံထောင်နာရဲလို့လည်းတတိပေးထားပါတယ် FBI ကလူတွေကလည်းကောင်စစ်ဝင်ကိုလူတွေကြားထဲမှာဘာမှမဖြစ်သလိုဟန်ဆောင်ထိုင်တာပြီးငွေနဲ့စူရောင်လဲတဲ့ကိစ္စကိုသူတို့လုထွက်လိုက်မယ်ဆိုတဲ့အကြောင်းပြောပါတယ်ပြပွဲခန်းနာမှာကောင်စွဝင်မိကုံးပြောနေတဲ့အချိန်မှာရဲမင်းကြီး Griffin နဲ့ Sam တို့ကတယောက်ကိုတယောက်အချက်ပြနေကြပါတယ်။တကယ်တော့ရဲမင်းကြီးကဒီကိစ္စတွေကိုကြိုးကင်နေတဲ့ဖြစ်ပြီး Sam ကသူ့ခိုင်းနာကိုလုံနေခဲ့ရတာပါ ဒီချိန်လီနဲ့ကာတာကိုရောက်လာခဲ့ပါတယ်သူအကူအညီတောင်းထားတဲ့တယောက်ကိုပါခေါ်လာခဲ့ပါတယ်သူမကတော့ဗုံးမြညာရှင်ဖြစ်ပြီးကာတာနဲ့ယင်းကြီးရဲ့ဆက်ဆံရေးရှိတဲ့သူပါအဲ့ဒီမှာရှိသမျှအရာတွေကတရုတ်နိုင်ငံရဲ့အမွေအနှစ်တွေဖြစ်လို့လီကလည်းကာတာရဲ့ဗယံပဒဏ်နိုင်မှုတွေကိုတီးလို့အဲ့ဒီပစ္စည်းမဖြစ်စီဘူးချက်စီရင်မင်းတော့အသေးပဲဆိုပြီးကာတာကိုသတိပေးလိုက်ပါတယ်မေကွန်ပြောနေတဲ့ကောင်စွေကသူသမီးတဲ့ဝန်နဲ့နေလို့မေကွန်ကောင်မပြောနိုင်တာကိုကျင်နာတယ်လို့နဲ့တကယ်တော့သူကမှနာကျင်စရာတွေပေးနေတယ်သူပါ ရဲမင်းကြီးကိုမြင်တော့ကာလာကအဲ့ဒီလူကိုဟိုတစ်ခါငါတို့သွားတွေ့တဲ့တရုတ်စားသောက်ဆိုင်မှာတွေ့လိုက်တယ်ဒီကိစ္စကငါတောင်းဝင်ထားတာငါရှင်းမယ်လို့ပြောပြောဆိုနေပဲကာလာကခုံမကိုပြေးတော့သွားပါတယ်ငါက LPD ကပါဒီခန်းထဲမှာဘုံထောင်လာရတယ်ပြေးကြတော့ဆိုပြီးအော်ပြောလိုက်ပါတယ်အားလုံးလည်းရုပ်သေးနဲ့ထွက်ပြေးကြပါတယ်ဒီလိုရုပ်သေးချင်းနေကြကပဲ Griffin နဲ့ Sand တို့စကားပြောနေတာကိုလီတယောက်တွေ့သွားခဲ့ပါတယ်အဲ့နောက် Griffin ကဘုံကလေးတစ်ခုကိုယူလိုက်ပြီးကောင်းစင်မဘက်ကိုလှည့်ပြီးပြောလိုက်ပါတယ်အပြင်ကကာရဗန်မင်းရဲ့သမီးကိုချင်ခံဘုံဆင်လာတယ်ဒီဆောင်းနဲ့ကတရုတ်မွေနေပစ္စည်းတွေကတစ်ချိန်ကငါပိုင်ဆိုင်မှုလုပ်ခဲ့တာအမှားတစ်ချက်ကြောင့် ကုန်ဆုံးရှုံးခဲ့ရတာဒီညတော့ငါရသက်ရှိရအောင်ငါပြန်ယူမယ်လို့ပြောလိုက်ပါတယ်ကာရာကခလေးမတွေကအပြင်မှာဆိုတာတီးသွားပြီးအပြင်ကိုထွက်ပြီးကားစီကိုသွားပါတယ်ကားနာမှာလူစိုးနေတွေ့ပြီးလိစီကတင်ထားတဲ့တနက်လူတွေအကွက်နဲ့လူစိုးတွေကိုပြန်ချိန်ထားပါတယ်အဲ့နောက်တော့ဆူရောင်းကိုကယ်တင်လိုက်ပါတယ်အထဲမှာတော့ griffin ကသူစီစဉ်ထားတဲ့ helicopter ကိုခေါ်ပြီးငွေတွေနဲ့အတူထွက်ပြေးဖို့လုပ်ခဲ့ပါတယ်အဲ့ဒီအချိန်ကာရာကဆူရောင်းကိုဖမ်းထားတဲ့ကားကိုအဆောက်အုံနဲ့ကိုမောင်းဝင်လာခဲ့ပါတယ်အဲ့ဒီအချိန်ဒီကဆမ်ကိုအလစ်ဝင်တိုက်လိုက်ပါတယ်အဲ့ဒီအချိန်ကာရာကဆူရောင်းကိုခေါ်ထုတ်လာပြီးဖောက်ခွဲခြင်းဖောက်ခွဲလိုက်အတူတေကြတာဘို့လို့ပြောလိုက်ပါတယ် ဆမ်ကတနက်နေ့ပြစ်ခတ်တာကြောင့်လီကဆူယောင်းကိုခေါ်ထုတ်သွားပြီးခုနကပါလာတဲ့အမျိုးသမီးကဆူယောင်းကိုဘုံဖြုတ်ပြီးဘူးကြိုးစားပါရတယ်။အဲ့ဒီချိန် Griffin ကအပေါ်က FBI နဲ့ရှိတဲ့အခန်းကိုတက်လာပြီး FBI တွေကိုတနက်နေ့ပြစ်ကပတ်စံတွေကိုယူသွားပါရတယ်။ပတ်စံတွေကိုယူသွားပြီးခေါမုတ်တက်ကဟယ်လီကော်ပတာစီကိုသွားဖို့လုပ်ပါရတယ်။ဒါကိုလီကလည်းအလုံးမပေးဘဲမယားမကကိုလိုက်ပါရတယ်။ ီထဲမှာပဲပတ်စံထည့်ထားတဲ့အိမ်နဲ့ Griffin ကပြုတ်ကျလူဖြစ်နေတဲ့လီကိုရိုက်ဖို့ရင်ပတ်စံရင်ပွင့်သွားတာကြောင့်ပတ်စံတွေပြန်ကျဲကုန်သလို Griffin လည်းပြုတ်ကျသွားခဲ့ပါတယ်။အောက်မှာရှိတဲ့ကာတာကတော့ပတ်စံတွေကိုမသိမသာလေးသူ့အတွင်းအင်ဂျီတွေကိုထည့်လိုက်ပါတယ်။အပေါ်မှာလည်း Griffin ဆွဲထားတဲ့အင်ဂျီကမခံနိုင်တာကြောင့် Griffin လည်းပြုတ်ကျသွားပါတယ်။လီလည်းထပ်ပြီးကြာကြာမတောင်းခံနိုင်တော့တာကြောင့်ကာတာကို do something ဆိုပြီးတခုလုပ်ဖို့ပြောပါတယ်ဒီမှာပဲကာတာလဲလိုက်ကအကြီးစားကြီးကိုတွေ့သွားပြီးအဲ့ဒါကြီးနဲ့ဆွဲပြီးခံပေးဖို့လုပ်နေတော့ လီလဲလက်အံသေးတာကြောင့်ကာတာခံလို့မပြီးသေးခင်မှာပဲပြုတ်ကျသွားကြအောင်ကာတာလည်းအောက်ကနေလီနဲ့လမ်းကြောင်းတက်အောင်ခံပေးရင်လီကိုကယ်တင်လိုက်ပါတယ်နောက်ဆုံးတော့ရဲနဲ့ကယ်သေးဖွဲ့ရောက်လာခဲ့ပြီးတော့စူရောင်းနဲ့သူ့အဖေလည်းပြန်တွေ့ခဲ့ရပါတယ်လီကစူရောင်းရဲ့ဆွေးကြိုးလေးကိုပြန်ဝင်ပေးလိုက်ပါတယ်အားလုံးပြီးတဲ့နောက်မှာတော့ကာတာကလေစိတ်ကောင်တာကမင်းကလေးကိုဖုံချောင်းနေပါတယ်။အဲဒီချိန် FN ဝန်ထမ်းတွေကရောက်လာပြီးခီးကပြန်လာရင်ကာတာက FN တစိတ်တစ်ခုပေးဖို့ရှိတယ်ပြောတော့ကာတာကလည်းအဲဒီတစိတ်ကို မင်းတို့ဖင်မှာကတ်ထားလိုက်လို့ပြောရင်လေရင်ပေါ်ကိုတတ်သွားပါတယ်လေရင်ပေါ်မှာတော့လီနဲ့အတူတရုပ်ပြည်ကိုအလဲလိုက်သွားမဲ့ကာတာတရုပ်ရောက်ရင်သူဘလောက်ကဲမဲ့ကြောင်းနဲ့ပြောရင်ဇလန်းလေးလည်းပြီးဆုံးသွားခဲ့ပါတယ်